ငလင်းတန်းကြောင့်လူသေဆုံးမှုအများပြားရှိနေတဲ့အင်းလေးဒေသကိုစစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က drone လက်နက်ကြီးတွေနဲ့နှစ်ရက်ဆက်တိုက်ဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာတိုက်ပွဲဖြစ်တာမရှိဘဲမတ်လ30ရက်ညနေပိုင်းမှာညောင်ရွှေမြို့နယ်အင်းလေးဒေသတောင်ဘက်ခြမ်းကဖျားတောင်ကျေးရွာကို drone လက်နက်ကြီးတွေနဲ့6ကြိမ်ပစ်ခတ်ခဲ့တယ်လို့အင်းလေးဒေသလူအခွင့်အရေးအဖွဲ့ကအသိပေးပါတယ်မနေ့ကလည်းမနက်6နာရီကနေညနေ6နာရီအထိ တနေ့ကုန်လက်နက်ကြီး drone တွေနဲ့ရှစ်ကြိမ်ကျဲချပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။နှစ်ရက်ဆက်တိုက်ခိုက်မှုကြောင့်ဖျားတောင်နဲ့ရေပူကျေးရွာတို့ကနေအိမ်၃လုံးထိခိုက်ပျက်စီးခဲ့ရပါတယ်။ပြည်သူတွေစစ်ဘေးကြောင့်တင်းရှောင်နေရဒီကြားတဲ့စစ်မှုထမ်းတဲ့အာဓမဆက်ကြေးကောက်နေတာတွေကြောင့်ဒုက္ခရောက်နေပြီးအခုငလင်ဘေးပါလူသေဆုံးတဲ့အထိခံစားနေရတဲ့အချိန်စစ်ကောင်စီနဲ့ PNO PNA တွေကလက်နက်ကြီး drop drone နဲ့ကျူးကျော်တိုက်ခိုက်နေတာကိုတော့ဘလို့မှလက်ခံနိုင်စရာမရှိဘူးလို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF ပြောရေးဆိုခွင့်ရှိသူကိုအင်းသွေးနေက People's Spring ကိုပြောပါတယ်။အင်းအပြင်းကလင်လှုပ်ခတ်ပြီးနိုင်ပိုင်းအကြာမှာပဲနိုင်ငံတော်အရက်သားပြစ်မှတ်တွေပါမချန်လေချောင်းတိုက်ခိုက်နေတဲ့စစ်ကောင်စီကိုနိုင်ငံတကာကအလေးထားဆောင်ကြည့်အရေးယူတင်တယ်လို့လဲကိုအင်းသွေးနေကတိုက်တွန်းထားပါတယ်။ငလင်တန်ကြောင့်ပြည်သူတွေထိခိုက်သိမ်းဆုံးမှုများစွာရှိနေတဲ့အတွက် NUG ရဲ့နှစ်ပတ်ကြာထိုးစစ်ရမ်းမဲ့ကြီးညာချက်နဲ့အတူအင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF ကလည်း လက်ရှိရောက်နေတဲ့နေရာမှာပဲစစ်ကိုရက်မယ်လို့မတ်လ30ရက်နေ့မှာကြေညာထားပါတယ်။ငလင်းကျောင်းရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသမှာပြည်သူ60နီးပါးရဲ့ရုပ်အလောင်းတွေတွေ့ရှိထားပြီးငလင်းတန်းတက်ရောက်ခဲ့တဲ့ခြေရွာ19ရွာရှိပါတယ်။အင်ဂျီ2338လုံးပျက်စီးမှုရှိခဲ့တယ်လို့အင်းလေးဒေသလူမှုကွန်ယူရေးအသင်းတချို့စီကသိရပါတယ်ရှင်။